ကျွန်တော်မနေ့ကတင်ပေးခဲ့တဲ့ဒီသမီးလေးပေါ့နော်ဒီကောင်မလေးရဲ့မအေးကမအေးထွေးတဲ့မကွေးမြို့တိုင်ညရွာကသူထားခဲ့တာမင်းရလည်းလောက်ကင်မကျွေးနိုင်ဘူးအဲ့တော့တပတ်အတူကိုလာခေါ်လဲပါဈာမခေါ်လဲလို့ရှိရင်တော့သူများကိုပေးရမှာသိတဲ့လူများသိတဲ့လူများမအေးထွေးကိုចောင်းကြပေးပါလို့ဒီဗီဒီယိုလေးပေါ့နော်ဒီဗီဒီယိုလေးဒီသမီးလေးပေါ့ ဘာလို့တမီးရောတမီးရောမိတ်ရောက်ပေါ်မှာလေအမေနဲ့ပြန်နေမှာလားအမေနဲ့မနေခြင်းဘူးဘာမှနေခြင်းတော့တမီးကဘာနေပြောပြောပြောကြည့်ပါဦးတမီးကမနေခြင်းတော့ဟမ်အဖွားနဲ့မနေခြင်းလားအဖွားနဲ့မနေခြင်းလားဩကျွန်တော်ဒီဗီဒီယိုလေးမနေ့ကတင်ထားပြီးဖြစ်ပါတယ်ခုဆိုလို့ရှိရင်တော့ဒါသူ့ရဲ့မနေ့ကဗီဒီယိုမှာကြည့်ရတူဆိုသိပါလိမ့်မယ်ခုဆိုလို့ရှိရင်ဒါသူ့ရဲ့မင်းကမကွေးမှာအလုပ်လုပ်နေတယ်ဆက်သွယ်မရှိဘူးပေါ့နော်အော်လိုက်ရှာအောင်လို့ပုံလေးပါရည်လည်းမရှိဘူးဒါပေမဲ့ တန်ကောင်းတာကဒီဒီရွာလည်းပဲမကွေးမြို့နယ်လေးရရွာပဲဆိုတော့ဒီ bright ကိုကြီးတွေကမကွေးမနေတာဖြစ်တဲ့အတွက်ကြောင့်သူ့အမေကိုဒီနေ့မှပဲရှာတွေ့လို့သိရတယ်သူ့အမေပြောသွားတာလေးပေါ့နော်သူသမီးကိုဘလို့ပါကြောင်းခေါ်မထားတာလဲဆိုတဲ့အကြောင်းလေးတွေသူ့အမေနဲ့တွေ့ဆုံဆွေးနွေးတာလေးကိုဒီနေ့ဗီဒီယိုမှာကြည့်ရှုသွားမှာဖြစ်ပါတယ်သမီးကမေးလို့ဒီမှာကလေးစိတ်ကြလို့တာစိတ်ကြရလားစိတ်ကြရစိတ်ကြရဆိုရင်အမေနဲ့ကအမေရောဥမာဥမာပေါ့အမေနဲ့သမီးကစိတ်ကြရမှန်ပြီ အဲ့ဒါဆိုဒါဥရောကြတာအမေတို့တခါတည်းမြင်မှုလိုက်တာလေတခါတည်းမြင်မှုလိုက်တာဖြစ်တဲ့အတွက်အခုကဒီလိုရှိရတယ်အွားမှလည်းအခက်အခဲရှိမယ်အွားမှလည်းမြင်ရင်ဟုတ်လားရှိတယ်မလားသူသမီးတွေသားတွေကအခုအောင်လောင်သွားတော့မှာတဲ့လှုပ်လှုပ်တော့မှာဆိုတော့အွားပေါ့နော်အွားကအခုဟိုအဲ့လိုလိုင်းမတင်တော့ဘွာတင်တယ်ဆိုတာကအထက်ကသူကပြင်ကျင်လာဟုတ်တယ်မဟုတ်သူပြောရတော့သမီးလာပြီးတော့ခေါ်နိုင်အောင်လို့သူကပြောတာသူကပေါ့တော့ပြန်ခေါ်ရပါသူစဉ်းစားရမှာကလာမယ့်နှစ်ကျောင်းပြည့်ကိုရပြီမှာနော်သမီးလေးနဲ့မကွေးမှာအတူရှိနေဖို့ လိုတယ်နော်လိုတဲ့ခါကကြာနော်ဒီမှာမခွေးမှာဘုရားကကြောင်းထားပေးနေရောစီစဉ်ပေးမယ်နော်စီစဉ်ပေးမယ်နော်အဲ့လိုလေးကိုဆင်ပြေနော်ဟုတ်ပြီနော်အဲ့လိုဆင်ပြေနော်အဲ့လိုလေးတို့ဘာပြုမယ်နော်ဒီမှာတော့ကိုပါတပွေးတကားအတိဆင်ပြေအောင်တို့သားဟိုမှာသမိထွက်ကိုတို့ကဖွားနေပဲနှိမ့်နှိုင်းပြီးတော့မှနော်အဆင်ပြေအောင်ထားလိုက်မယ်ဘုရားလည်းမပေးဘူးပေးလို့မရအောင်ပေါ့နော်မင်းကြည့်တဲ့သူကဘယ်လိုများဆင်ပူတာလို့ရတော့မသိဘူးကြာနော်အတမိလေးအတွက်တော့ကျွန်တော်တို့တော့ကျွန်တော်ကတော့တော်တော်လေးကိုခယူနာလဲတက်မိတယ်တနာလဲတနာမိတယ်တမိရဲ့ဒီတမိလေးကျူကျူရဲ့ ရင်မထဲမှာစိတ်ဓာန်ရာတွေရရှိနေပြီလို့ယူဆရတယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးယူဖြစ်ကုန်မဖြစ်သေးချင်တာပေါ့နော်မေးဖြစ်တဲ့သူကလည်းပြောရလို့ရှိရင်ခက်ခဲရှိတာမှန်တယ်သူ့မလဲခက်ခဲရှိတာတော့မှန်တယ်ပေါ့ဗျာဒါပေမဲ့ဟိုတမိဖြစ်တဲ့သူကမိခင်မြတ်တာကိုမခံစားလို့နဲ့တူပါတယ်မိခင်ကိုလည်းမခင်တွေ့တော့တာကိုတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ခုကြည့်ရှုနေတဲ့ပရိသတ်တွေရောမကြည့်ရသေးရင်မနေ့ကဗီဒီယိုမှာတင်ထားတဲ့ကျွန်တော်ဓာတ်ကပ်ဗီဒီယိုမှာတွေ့ကြည့်လို့ရပါတယ်တကယ်ကိုသနာတွေကလည်းကောင်းပါတယ် အမှပြောပြထားလေးတစ်ချက်သွားကြည့်လို့ရပါတယ်ဒီသမီးလေးအပေါ်မှာဘယ်လိုကိုယ့်ရဲ့မေတ္တာကရုဏာတက်မိလဲပြီးတော့ဒီမိခင်နဲ့အတူပြန်ရှိသေးခြင်းလားဘောနော်ဘယ်လိုမျိုးလေးဖြစ်သေးခြင်းလဲဆိုတာလေးကိုကွန်မန့်မှာတစ်ချက်တော့အဝေးအောင်မှတ်ပြီးခဲ့ကြပါအောင်သမီးလေးတို့လည်းအဘိဓကသုတောင်းကလေးတွေပြောခဲ့ကြပါအောင်လို့မေတ္တာရခင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်